အားလုံးပဲမင်္ဂလာပါရှင် Story Audio Voice Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြောကြားဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ဖြိုးကနွေဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချက်ထားပါတယ်ဇာတ်လမ်းလေးကိုအစကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်တမီးသူ့ကိုအဆက်ဖြတ်လိုက်ပြီမမီးဟမ်ဘယ်လိုဖြစ်ရပြန်တာလဲတမီးရဲ့တမီးသူ့ကိုဆက်ပြီးလက်တွဲသွားဖို့မဖြစ်နိုင်တော့လို့ပါသူ့ကိုတမီးမချစ်တော့တယ်လို့ပဲ တေချာပြန်စင်းစားပါအောင်တမီးရဲ့မိမေကောင်ပန်းပန်တွင်းတန်ဆိုတဲ့စကားပုံရှိတာပဲလေသူလေးကလူရည်တက်နေပါမိပါမျိုးရိုးရောပညာအကြီးချင်းဟာကောင်းလာမလို့တမီးတို့ချစ်သူဖြစ်ခဲ့ကြတာကိုမိမေမကန်းွယ်ဖယ်နဲ့နေခဲ့တာလေအခုမှဘလို့ဖြစ်တာလဲတမီးရဲ့ကျမရဲ့စိုးရင်ပူပန်စွာပြောနေတဲ့စကားကိုတစ်ဖက်ကနေဘာမှပြင်မပြောပဲငြိမ်းနားထောင်နေပုံရတဲ့တမီးကို ကျမစကားတွေအရှိကြီးဆက်ပြောနေမိရဲ့သူဆုံးဖြတ်ချက်ကိုမပြေတော့တဲ့ပုံမျိုးနဲ့ကျမအမေကွန်းတစ်ခုပြန်မိလိုက်တယ်မမေရောဖေဖေနဲ့ယူခဲ့ရပျော်လာရင်သမီးမေးတဲ့မေကွန်းကို ပြန်အပြေမပေးသေးပဲသမီးရဲ့မျက်ဝန်းနဲ့နဲ့လေးကိုစိုက်ကြည့်ရင်သမီးရဲ့ခေါင်းကဆန်ခွေလေးတွေကိုထိတက်ပေးပြီးကျမအကောင်ဆုံးအဖြေကိုပေးနိုင်ဖို့ကြိုးစားနေမိရဲ့ဒါနဲ့သမီးတော်ဘွဲတွေရလို့အလောက်ကန်တွေကိုစီရှိနေပြီပဲ။ မမေပြောပါရယ်။သမီးတို့ဖဖေကတာသမီးကိုအရန်ချစ်တတ်တဲ့ဖခင်ကောင်တယောက်မို့ခုချိန်ထိတဲ့သမီးတို့အပေါ်မှာတောင်းဝန်ကြည့်ခဲ့တာပဲမဟုတ်ဘူးလား။သမီးမေးတဲ့မိကုံကအဲ့ဒါမဟုတ်ဘူးမမေ။မမေပြောခဲ့ရလားလို့မေးရပါ။မမေတိတ်တိတ်လေးငိုခဲ့ရတဲ့ရက်တွေသမီးသိနေရပဲ။မမေရဲ့အနာဂတ်တွေကိုဖဖေစီပေးလိုက်ပြီးတော့ဖဖေရဲ့အရှိအအဝါနေခဲ့ရတာ။မမေဖြစ်ချင်တာတွေထက်ဖဖေဖြစ်ချင်တဲ့အတိုင်းနေခဲ့ရတာတွေ ဲ့ဒီအတွက်ရောမမေပြောလားတမီးကတော့အဲ့လိုပွားမျိုးနဲ့မနေနိုင်ဘူးမမီတမီးကိုအကန့်အသတ်နဲ့ထုံနောက်ထားခင်ရတဲ့အဖြစ်မျိုးသူမကြိုက်ဘူးတမီးဘွားကိုတမီးရက်တည်နိုင်တဲ့အခြေအနေမျိုးထိရအောင်လို့တမီးစူးစမ်းပေးနေခြင်းနဲ့လောင်ရင်အောက်မှာနေပြီးအေးတဲ့ထင်ရပေမဲ့အလားပါစုံမပွေနိုင်တဲ့ပတ်ဖြစ်တော့တမီးအယောင်မခံနိုင်ဘူးအထူးသဖြင့်မမေလိုဘွားမျိုးပေါ့ယုံကြည်ချက်အပြင်းနဲ့ပြောနေရဲတမီးမျက်နာလေးကိုမမေငေးကြည့်နေမိရဲ့ သမီးရဲ့ပြန်လည်မိကုန်းနေချောင်းမှာဂျောင်ပိတ်မိတယ်လို့ဖြစ်နေရဲ့ကျမအကောင်းဆုံးအဖြေပြန်ပေးနိုင်ဖို့အတွက်ကျမရဲ့စိတ်ကိုပြင်ဆင်လိုက်ပြီးရဲ့အခါအဲ့လိုပျော်လာလို့မေးရင်အိမ်အောင်ပြုတ်တယ်ဆိုတာပျော်ခြင်းလို့ပြုတ်မယ်ဆိုရင်ပျော်စရာရှိမနိုင်တဲ့မျိုးမှာဒီအိမ်အောင်ကြီးကိုမပျော်လို့ဆိုပြီးပြည်ပြေးသွားတာလို့မှမရတာပဲသမီးရဲ့သမီးပြောချင်တာအဲ့ဒါပဲမမီအိမ်အောင်ပြုတ်လိုက်ပြီးကမှစုပ်လေးစုစားလေးယူဆိုတဲ့အဖြစ်မျိုးနဲ့ တသက်လုံးဆက်နေသွားမလားချစ်သူပါမာတယ်ကိုမဖြစ်နိုင်ဘူးထင်လို့ဆက်လက်မတွဲနိုင်တာကပိုမကောင်းတာမင်မီသူကသမီးကိုချစ်တယ်ဆိုသိပေမဲ့သူမိဘရဲ့ချမ်းသာကြွယ်ဝခြင်းလောင်းရင်အောက်ကသူယုံမထွက်နိုင်အောင်လေသူမိဘတွေချမ်းသာတာပိုမကောင်းဘူးလားသမီးရဲ့သမီးတို့မပူမပင်မကြောက်မကြဘွားကို နေသွားနိုင်တာပဲမဟုတ်လားသမီးလည်းအဲ့လိုထင်ခဲ့ပါတယ်မင်မီသမီးလည်းချမ်းသာခြင်းနဲ့ ငွေဝရှိလို့သုံးနိုင်တဲ့ဘဝမျိုးနေကျင်တာအမှန်ပါပဲဒါပေမဲ့မမေရဲ့လောကမှာငွေရှိတိုင်းမပြည့်စုံနိုင်ဘူးဆိုတာသူနဲ့ချစ်သူတက်တန်းနှစ်နှစ်အတွင်းသမိပိုသိခဲ့ရတယ်။ချမ်းသာမှုတွေပိုင်ဆိုင်ထားပေမဲ့စိတ်တက်တွေကအတ္တတွေစုပ်ကင်ထားရင်ပူလောင်နေတဲ့ဘဝမျိုးသမိမလိုချင်ဘူး။စိတ်လဲတိတ်ပြီးမပူပါနဲ့မမေရဲ့သမိဆုံးဖြတ်ချက်မှားတယ်ဆိုရင်တော့သမိနောင်တမရပါဘူး။သမိရဲ့ပြောစကားတွေနားထောင်ပြီးမှတော့ ကျမတက်ပြင်းလေးအသာချလို့လူရရသမီးကိုကဲ့ရဲ့စကားပြောကြမှာတစ္ဆာမရှိဘူးလို့ပြောကြမှာတော့မမေမကြိုက်ချင်ဘူးဟမ်မမေရလေမမေတို့ခေရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဟုတ်မှာပါဒါပေမဲ့အဲ့ဒီလူတွေကဲ့ရဲ့မှာကြောက်ပြီးသမီးတို့တဘဝလုံးမပြောမရှင်နေသွားရမယ်အဖြစ်နေတော့မလဲချင်ပါဘူးမမေပဲကြည့်ပါလားကဲကဲကဲတော်ပါပြီသမီးရဲ့တစိမ့်ရှိဒီအမေကိုပဲဆွတ်ဆွတ်ထက်နေရာ မိအားမမေ့ကိုစိတ်ချမ်းသာအောင်ထားကြလို့ပါနော်။တတိချင်းမှလုပ်ပြီးကိုမိဘကိုကြောင့်ပြန်လဲမကြည့်နိုင်တဲ့သမီးမျိုးမမေ့အဖြစ်ခံနိုင်လို့လား။သမီးအိမ်တော့မပြုတ်ရလို့ဝမ်းလဲနေမယ်မှမျိုးမဟုတ်ဘူး။အပြိုကြီးလုပ်ပြီးမိဘကိုတသက်လုံးပြည့်စုံနိုင်မယ်ဆိုရင်တော့ပိုကောင်းတည်ရဲ့။သမီးရဲ့ယုံကြည်ချက်အပြည့်နဲ့ပြောဆိုနေပုံလေးကိုကျမကြည့်ရင်လေသူပြောတာလေမမားပါဘူးလေလို့ဖြေတွေးလိုက်မိရဲ့။မမေပြောခဲ့ရလား။သမီးမေကွန်းကိုပြန်ချားမိရင် ကျမကိုကျမလည်းပြန်မေးမိရဲ့ကိုကိုနဲ့ချစ်သူဘွားမှာတော့တော်တော်ပြောခဲ့ရတယ်ကိုကိုနဲ့ကျမကအသက်၈နှစ်လောက်ကတော့ကျမကိုကလေးတယောက်လိုညီမလေးတယောက်လိုကျင်နာမှုရွေးရမှုတွေပေးတတ်တဲ့ကိုကိုရဲ့အချစ်တွေနဲ့ပြောခဲ့ရတယ်ကျမကတကယ်တော့နောက်ဆုံးနေ့ကျောင်းသူကိုကိုကအစိုးရဝန်ထမ်းအရာရှိငယ်တဦးမို့သူကကြောင်းပြရနဲ့ကျမကိုတောင်းရန်လက်ထက်ယူခြင်းလေတဲ့ကျမကလည်းအလုပ်လုပ်ချင်းခဲ့တာဘွဲရရင်ကျောင်းဆရာမဝင်လျှောက်မယ်လို့ စိတ်ကွာရှိခဲ့ပြီးသားမို့အလုံးရပြီးမှကိုကိုလက်ထက်မယ်လို့ပြောတယ်။ကိုကိုကအရာရှိတယောက်ပဲငယ်ရဲ့ငယ်အလုံးလို့ဆံမလို့ပါဘူး။ငယ်ကိုကိုကိုရှာကြည့်ရမှာပေါ့။ကျောင်းဆရာမလာစားဘလောက်ရမှာမဟုတ်လို့လဲငယ်ရဲ့ကိုကိုကငယ်ကိုတင်တောင်းတင်နေထားနိုင်ပါရဲ့။ငယ်အလုံးလို့မှလည်းစိတ်မချပါဘူးကွာ။ငယ်ကိုအဝေးကြီးပြီလည်းမလွတ်နိုင်ပါဘူး။ကိုကိုရဲ့စကားရီအောင်မှာငယ်မှမငင်းဘူးမငင်းတာနိုင်ခဲ့ပါဘူး။ကိုကိုနဲ့အိမ်တော်ပြူရမလား။ ငယ်လှုပ်ချင်တဲ့ចောင်းဆောင်မကိုပဲလှုပ်ရမလားဆိုတဲ့တွေးရအတွေးတွေကြားမှာငယ်မိဘတွေကိုပါနပုနစာလှုပ်ခဲ့တဲ့ကိုကိုဘက်ကိုမဲတာသွားခဲ့တယ်။အချင်းဆိုတဲ့ဆွမ်းနေရနောက်ကိုပါသွားခဲ့တဲ့ငယ်တယောက်ကိုကိုရဲ့စကားကိုခေါင်းငင်းလက်ခံလိုက်ရတယ်။မိဘတွေကလည်းတမီးကညာအခါမလင့်ဆိုတဲ့စကားရှိတာပဲ။လက်ထပ်ဖို့ခွင့်တောင်းသူကလည်းအလောက်ကိုင်းနဲ့ခုံရှိရဲ့အရာရှိတွေမို့တမီးအိမ်အောင်ပြုတ်မယ်ဆိုလေခွင့်ပြုပါတယ်ဆိုတာကြောင့် ကိုကိုနဲ့မင်္ဂလာဝဲဆင်ရဲဖို့ပြင်ဆင်ရပါတော့တယ်။အဲဒီကစပြီးစိတ်ညစ်စရာလေးပဲဖြစ်လာရတော့တယ်။ကိုကိုဘက်ကအဖေမရှိတော့လို့အမေနဲ့ညီကိုမောင်နှမတွေမင်္ဂလာဝဲတက်ဖို့ဆွေမျိုးမိတ်တင်ကဟာတွေဘလောက်ဖိတ်ရမလဲကအဆမင်္ဂလာဆောင်မှာဖိတ်မယ်ဖိတ်စာနဲ့ကျွေးမွေးဖို့အစီအစဉ်ရတာနဲ့တင်တတော်ကိုပြင်မြင်ခဲ့ရတယ်။အိမ်တော်ပြုတ်ပြီးဆိုတာနဲ့နှစ်ဖက်မိပါဆွေမျိုးတွေအတွက်ပါထည့်စင်းစားရတော့တယ်။ကိုကိုကအငယ်ဆုံးသားဖြစ်တဲ့ပြင် ဖာတဆိုလီဆိုပြီးအလိုလိုက်ခံထားရသူဆိုတော့အမေချစ်တာဖြစ်တဲ့ပြင်အမေရဲ့အရေးတွေနှမ်းမိုးနေခဲ့တယ်ဆိုတာငေတဖြည်းဖြည်းသိလာခဲ့ရတယ်။ရောင်နောက်စတုံးပါဆိုတဲ့လို့ကိုကိုပြောင်းရာနောက်ငယ်လိုက်ခဲ့ပေမဲ့ကိုကိုနဲ့နှစ်ယောက်တဘောပါပြောရမယ်မထင်ပါနဲ့နော်။တနေ့မှာရက်365မှာ300လောက်ကကိုကိုမိမိတလဲအမအပြိုကြီးတွေတခါလာလိုက်သွားလိုက်လုံနေကြတာ။အင်းရှင်မဆိုတဲ့နာမည်ကငယ်နဲ့လုံးလုံးမှမဆိုင်တယ်လို့ပဲ။ တို့လည်းသူတို့ခြေသာဈေးဝယ်ကြချက်ကြငရအိမ်အကူတယောက်လို ဖြစ်နေခဲ့တယ်။ငယ်ချက်တဲ့ဟင်းဆို ပေါ့တယ်။ချင်းနယ်လုတ်တက်ပြီးသားကအမေလျာမှာကြိုက်တာငါတို့မောင်ကတဟင်းကြိုက်မှာမဟုတ်ဘူးနဲ့ပယ်ချခင်ရတာကြီးပဲ။ကိုကိုနဲ့ငယ်ချစ်သူဖြစ်ကြတော့ကငယ်အလိုမှန်တယ်များလိုက်ခဲ့ပေမဲ့အိမ်တော်ကြပြီးမှတော့ငရအိမ်တော်ရေးတိတ်နိုင်သေးမှာမဟုတ်လို့မမေတို့ကလာနေပေးနေရပါပြီးတော့ကိုကိုမမေစိတ်ချမ်းသာတယ်လို့နေပါစေငယ်ရဲဆိုရက် ကိုယ့်ရဲ့စကားကြောင့်ဘာမှဝင်မပါဘဲနဲ့ငယ်နေတဲ့တလို့နေပေးခဲ့ပါအဲ့ကကိုပြောတဲ့ယူပြီးရင်တင့်တင့်တတဲထားမယ်ဆိုတာဒီလိုမျိုးထားမှလာလို့မေးချင်ခဲ့မိရဲ့ကကိုရဲ့အိမ်တို့အဖြစ်နဲ့နှစ်နှစ်အတွင်းမှာငယ်ပြောခဲ့သလားလို့မေးရင်ထင်ထားတဲ့အိမ်နောက်ရှင်မဘဝမျိုးလို့နေရတာမဟုတ်လို့သိမပြောခဲ့ရပါဘူးဒါပေမဲ့ကကိုရင်သွေးလေးကိုလွှဲထားရပြီလို့စားသိလိုက်ရတဲ့ချိန်မှာတော့ကကိုရောငယ်ပါအရန်ကိုပြောနေခဲ့ရတယ် တာအုပ်လေးလူကျင်တဲ့ကကုအတွက်ငယ်ပေးနိုင်တော့မယ်ဆိုပြီးတော့လေကြည်နူးရဲကကုကအရင်အထက်ငဲ့ကိုပုကယူဆိုင်လာခဲ့တယ်။အလေးပင်နေမမရအောင်နော်အချင်းဆက်တွေမစားရဘူးနဲ့ရုံမသွားခင်တွတ်တွတ်မှတ်တတ်တာကိုကကုမမရကြည်မရဖြစ်ပြန်ရောအမလီကိုဖိုးတဲ့ရဲ့မွေးတော်မမွေးသေးဘူးအဖြစ်သေးနေတာမိကိုဝင်တဲ့တော့အမေပြမန်းတာကြမသိဘူးမဟုတ်လားငါတို့လေဒီလိုကုံကိုဆောင်ရင်တယောက်ပြီးတယောက်မွေးခဲ့တာပါပဲ။ မင်းပဲမိမကိုကြက်ကြက်အလိုလိုက်။တာအိုအယိုးတို့တောင်ဆိုကြတာပဲမမရဲ့။ဘာဖြစ်ဖြစ်လေ။ကိုုံဆောင်နေချိန်မှာအလုပ်တွေပြင်ပပန်မလုပ်နဲ့နော်။ငယ်တရားမိခင်ဘွားရောက်မှမမေကိုပို့တည်ရမိနေရဲ့။မမေသားဆိုငဲ့ကိုဘလို့နေရမယ်။ဘလို့စားရမယ်ဆိုပြီးခရုတစိုက်လုပ်ပေးမှာပဲဆိုပြီးဝမ်းနေခဲ့မိရဲ့။တာအိုလေးဆိုတာသိရပြီးရဲ့နောက်မမေစီပြန်ပြီးမိဖွားခြင်းနဲ့ဆိုပေမဲ့ကိုကလက်မခံခဲ့ဘူး။မဖြစ်ပါဘူးငယ်ရား။ ဟိုကိုကိုလည်းမလိုက်နိုင်အောင် အမေတဲဒီမှာရှင့်ရပဲကွာငဲမမေကိုမိဖွားမဲ့ရက်တွေမှာဒီလိုလာခိုင်းမရဘူးလားငယ်အင်းလေငယ်မသွားရဘူးဆိုတော့လေမမေကိုပဲတီးခေါ်ရတော့မှာပေါ့ဒီလိုနဲ့ငယ်ပထမအုပ်ဆုံးသားလေးကိုစေယုံတဲ့ဘိုက်ခွင်းမွေးခဲ့ရအေးတမိရဲ့ဝေယဝစ္စာမှန်တယ်များမမေအကုန်လှုပ်ပေးနေလို့သာတော်ပါသေးရဲ့ဒါမှမအိမ်မှာကြောင့်မမေလဲခမီးခမဲနဲ့နေရတာအနေကျက်တယ်ထင်ပါတယ်နှစ်ပတ်လောက်ငယ်အနာမှာနေပေးပြီး မမေပြန်သွားတော့ငဲမဝမ်းနဲ့အားငယ်မိရင်ငိုလိုက်မိရဲ့ငဲမတာကိုမွေးပြီးနှုတ်တယုံကလွဲလို့တာအဖာဖြစ်တဲ့ကိုကိုရဲ့မမေရဲ့လက်ထဲမှာရှိနေခြင်းများတယ်မွေးပြီး6လထိမိခင်တို့ပဲတိုက်ရမယ်ဆိုလည်းမရသမင်းပူပူအနှစ်တိုက်ဂစီရေလုတ်ပြီးကျွေးမှခလျာဝမ်းငိမ်မှဆိုပြီးကျွေးတယ်ပြားရင်နဲ့ရေချက်အေးပြီးဖြောတိုက်လို့တိုက်နေငရပြောပြန်တော့လည်းမရအောင်ခလေးသုံးယောက်မွေးခဲ့တဲ့အမေပါအေးဒီလိုမွေးခဲ့လို့လေညောင်ကြငါသား အခုထိကျမ်းမမနဲ့ပညာတွေသင်ခဲ့ရတာမဟုတ်လား။ဒါလေးကလည်းလက်ကောင်လေးထင်ပါရဲ့။ဒါလေးမွေပြီးနှစ်လအကြာကကူဦးစီးရာရှိကနေလက်ထောက်ညွှန်ကြားရင်မူရှာသူတိုးခဲ့တယ်။ဒါအချိန်မြင့်အနေဖြစ်နေရှာတဲ့ကကုမမီရလေဒါဘယ်ပြောမစုံနေဖြစ်နေခဲ့တယ်။ငါကလည်းဒါကိုကိုအလိုချပြုစုမရနိုင်တဲ့အဆုံးမှာသူတို့သဘောအတိုင်းသာလှုပ်ပေးထားလိုက်တော့အေးဒါကိုတခင်လင်းကိုဖျားဆုတ်တယ်လို့ပဲ ။နေဘဝကိုသူတို့စီမှာပဲအချိန်ပေးကုန်လို့ဈေးကဲ့။နေတို့အတွက်နှစ်နှစ်ဆိုတဲ့အချိန်တွင်းမှာမမျော်လင့်ထားပဲနောက်ထပ်သမီးလေးတယောက်ထက်ရောက်လာခဲ့ပြန်တယ်။တာနုမပြတ်သေးဘူးဆိုပြီးအတားအဆီးမလုံးမိခဲ့တဲ့ငဲ့အတွက်ချစ်စာသမီးလေးတယောက်ရောက်လာတာစောတယ်ဆိုပေမဲ့ငယ်ချင်းနဲ့နေမိအဲ။တားတယောက်သမီးတယောက်နဲ့ကိုကိုနဲ့ငယ်တို့အတွက်ပြေဆုံးသွားခဲ့ပြီဆိုပြီးတကယ်ပဲငယ်ပျော်ခဲ့မိရဲ့ကိုကိုကလည်းတားနဲ့သမီးကိုချစ်လိုက်တာတုံနေရောပဲဆိုတော့ ငယ်ဝါကဘာလို့သိလဲပေါ့ဒါမဲ့ကကူကတော့ငယ်တို့သားမီးတွေအတွက်အလောက်ပိုစူးစမ်းလို့ပဲလားယာတူကြီးလာလေမိသားစုအတွက်အချိန်နည်းလာလေဖြစ်လာခဲ့ရပဲတာကတူဖာနေជីជីအပြိုကြီးအလုလိုက်ထားတော်မလို့စိုးခြင်းပေမဲ့ငယ်ဦးတော့ချက်တယ်သမီးလေးရလာတော့သူ့အကူလာသိမ့်မကြည့်နိုင်တော့တလို့သမီးကိုကြာကျမစိမ့်နေကျမကိုပြုစုပေးနိုင်ခဲ့လို့လားမစုံနိုင်သမီးကအမေကိုသိမ့်တွေ့တယ်လို့အမေကလွယ်ရင်ဘသူချစ်ချင်မလိုက်ဘူး သားနဲ့သမီးကိုပြုစုရဲနဲ့ပဲမိခင်ဘဝအိမ်တော်ရှင်ဘဝကိုရိုးရှင်းစွာဖျက်ဆီးခဲ့တဲ့ငဲ့ကိုလေကိုကိုဟာကြာလာတော့ရိုးလာရဲ့ထင်ပါရဲ့သမီးငယ်အလေတန်းချောင်းသူဖြစ်တဲ့နှစ်မှာကိုကိုတယောက်ညွှန်ကြားရေးမှုရတူတက်ပြီးနေပြောင်းရပြန်နေကလေးဘီရဲ့အကြောင်းကအလေလက်ဖြစ်နေရမှုကြောင်းမပြောင်းကျင်သေးရနဲ့ငယ်တို့အသားမိတွေနေခဲ့ဖို့ဖြစ်လာတာကပဲကိုကိုကိုပို့ဖောက်ပြန်မိစေတဲ့အကြောင်းအရာတွေများဖြစ်နေခဲ့တာလား တယောက်ထင်းနေရဲ့အရာရှိကိုကိုအိမ်ကိုစာဝင်နေရဲ့အစဉ်ပြေစီခြင်းပါလို့ဆိုပြီးသူတို့ယုံဟာအရာရှိငယ်မလေးရဲ့စေနာတွေကပဲပိုကောင်းခဲ့တယ်သလားဒါနဲ့တမီစာမေးဝဲပြီးလို့ကိုကိုရှိရာမြို့ကိုလိုက်သွားတဲ့အချိန်မှာတော့ကိုကိုနဲ့သူနေတတော်ကြုံနေကြပြီဆိုတဲ့တတင်းကအရင်စီးကြလို့နေရင်မိမနဲ့တာသမီတွေလိုက်လာလို့ပျော်ပုံမရဖြစ်နေတဲ့ကိုကိုဟာအเจ้าကြီးရှာပြီးညောင်အိတ်ခေးတွေထွက်တာညားလာခဲ့တယ် လင်မယားချင်းကတောက်ကစရီမှာရက်ခမလှုပ်သူကတာဘက်ကခက်ပပါနဲ့ညိနေပိုရန်တကောဆိုတဲ့အပြောမျိုးတွေနဲ့ယောက်ျားဆိုတာအချိန်နဲ့အိမ်ပြန်ကြတာပါပဲအေးတိတ်လည်းပူမနေပါနဲ့သူတို့အဖေတုန်းကလည်းဒီလိုပဲပွေလီခဲ့တာငါတော့ခရုကိုမစိုက်တာ ပြီးတော့လည်းပြီးသွားတာပါပဲကျမကျိတ်ငိုခဲ့ရတဲ့ညတွေမှာသမီးရပါနဲ့သူပြီးပြီးကျမကိုဘာမှမမေးပြီမဲ့တင်းနေသူတရားလို့သူ့အဖေကိုစကားမပြောဘဲစိတ်ကောက်နေတတ်တယ် အဲ့ဒီမြို့မှာတာဝန်ကျနေတဲ့ကာလာတလျှောက်လုံးကျမစိတ်တန်ရာတွေရနေခဲ့ပြီမြေကိုကူကတော့ကြာလီဆိုးလီဖြစ်လာခဲ့တယ်။နောင်မရလို့လဲဆိုမိရတဲ့သူ့အောက်ကအရာရှိမလေးနဲ့တတင်းကပူပီးထွက်လာတဲ့အပြင်ကိုကူကမြို့ကြီးတစ်ခုမှာတိုက်ခန်းဝယ်ပေးထားပြီးတလတစ်ခါလောက်သွားနေကြတဲ့ဆိုပေကျမကြားကြခြင်းသူနဲ့စကားများရန်ဖြစ်ကြတော့နေပေါင်းငငယ်မင်းတို့ကအစစ်တမ်းမြင်ထားခဲ့ရပဲမဟုတ်လား ခုချိန်ဒီမင်းအိမ်အတွက်ဘာပူကြလို့လဲရွှေနဲ့ငွေနဲ့စီးစရာကနဲ့ငါရှာကျွေးကြတာပဲလေရှင်းอ่ะကျမကိုရှာကျွေးရုံနဲ့မကပဲရှင်းကောင်းမောက်ပါတင်းတင်းတင်းထားပြီးနေနေတာကြတော့ရောဘာကွာတိမေသူမြမကောင်းကြောင်ပြောရအောင်မင်းမသူ့လောက်အရေးရှင်ရှိလို့လားသူ့အလောက်ကန်သူ့အရေးချင်တယ်ဝယ်နိုင်နေနိုင်စားနိုင်သူတယောက်ကမင်းသူ့လောက်ငွေရှာနိုင်ခဲ့လို့လားပြောရက်လိုက်တာ ပြောရက်လေခြင်းဆိုရစိတ်နေ ကျမသူ့ကိုစကားတလုံးမှပြန်မပြောနိုင်တော့လောက်အောင်နှာကြီးသွားခဲ့မိရဲ့။ငယ်ဆွလွတ်နိုင်ပါ रे ။ငယ်ထဲသားမဲဆိုရင် ထားခဲ့လိုက်ပါတော့ကိုကို။စိတ်အစဉ်ရဲ့ဆုံးအချိန်တွေလို့ပြောရင်လွန်မဲတော့မထင်ပါဘူး။လွန်မြရာလန်းဘယ်နေရာကိုဖြစ်ဖြစ်ငယ်ပြေးထွက်သွားခြင်းနဲ့နောက်ဆုံးငယ်အသက်ကိုတော့မနှင်မျောတော့ပဲ။ခုချိန်မှာဟော်ရီလူလောကကြီးရနေအခိုးငွေလေးတစ်ခုဖြစ်နေပြန်ဝင်ပြီးပြောက်ွယ်သွားခြင်းခဲ့တာ။ငါ့ကိုကြွားရှင်းပေးပါ။ ငဲ့ထဲလဲငဲ့တယ်။အရေးချင်းလဲပိုရှိရဲ့ထင်းနဲ့သူလက်တွဲလိုက်ပါ။ငါလူလူမင်းကမကောင်းထင်လို့မပေါင်းချင်မင်းသာအိမ်ပေါ်ဆင်းသွား။ခလေးမြောက်ကိုထားခဲလိုက်။တော်ကြပါတော့ဟေး။အပြစ်ပြင်းနဲ့နှာခေါင်းသေးထွက်ရတယ်ဆိုတာနင်တို့လင်မယားပဲ။ဂျားရီကခလေးဝီအဖေတကွဲအမေတကွဲဖြစ်ကုန်တော့မေ။ရောက်ကမကြီးရဲ့ပြန်ပြင်းမှုတွေဂျားရီကအခန်းကွယ်နေမျက်စိမျက်နှာပြက်နေငိုနေတဲ့သမီးနဲ့အန်ကျင်ရင်မျက်နှာထားတင်းနေတဲ့သားကိုကြည့်ရင်ငယ်ပူပြီးဝမ်းနေနေမိရဲ့ ိန်တော်မှုဖရာတီစေမီရေဆုတ်ထိုးဤသုံးမျိုးချက်မပိုင်ရင်နောက်ပြန်ခက်တဲ့အမျိုးလိုစကေပုံတော်ရှိကြရမို့ညစ်တဲ့ဘလို့ပင်စိတ်ဆင်းရဲပါစေသားနဲ့သမီးတွေတော့သူတို့အဖေဆိုတာရှိဖို့လိုအပ်တယ်လို့သူတို့ရဲ့အနာဂတ်မှာအဖေနဲ့အမေရဲ့အတိတ်ပုံရိပ်တွေနဲ့မငြင်းနွမ်းစီကျင်တာတော့အမှန်ကံကိုယ်တာပုံချလို့ဒီဘဝမှာရှိပါစေတော့လေသူကပဲတွေ့တာလားကိုကပဲနှွေနေလို့လားဖြုတ်မရဖြတ်မရတာတော့အမှန် သူကလည်းငဲ့ကိုခွာရှင်းမပေးတယ်လို့ငဲ့ရလေသားနဲ့သမီးကိုထားခဲ့ပြီးထွက်သွားရလအောင်မိခင်စိတ်မမဲ့ခြင်းဦးသူတို့ပညာရေးကအထက်ထန်အဆင့်အောင်ရောက်လာခဲ့ပြီးရှင်မရတဲ့ကျိုးဝေတစ်ခုကိုအစမရှာပဲမဖြေခြင်းမိအောင်တိုင်မဲတော်မဲနဲ့တရားဝင် လူသိရှင်ကြအဖြစ်တွေမလုံရက်ပဲသားနဲ့သမီးတို့ရဲ့အဖေဟာဒီလိုတွေဖြစ်ခဲ့ရပါတယ်ဆိုတဲ့အမဲဆက်သူတို့အတွက်အဆုံးမခံစီခြင်းခဲ့ရပါနောက်တစ်မျိုးပြီးတစ်မျိုးပြောင်းလို့ဇလန်းအဟောင်းနဲ့ဇလန်းအစ်စ်တွေကြမှာ ကိုကိုကတော့သူ့ဘာသူနိုင်အောင်ကနေလေကိုကိုအမေရလေတာတက်ကတူတက်တော့သူလည်းပြင်းသွားပြီးတော့သမီးတွေစီကိုပြန်သွားခဲ့အေးအမေနဲ့သမီးကတော့တိုးတိုးပေါ်တိုင်မြင်ပဲဆိုတော့အမေရင်ထဲကခန်းစားချက်တွေသူသိချာရထင်ပါတယ်တိတက်လိမ်မာတဲ့သမီးကစားလေးကြိုးစားပြီးဆက်တန်းကိုအမတ်ကောင်းနေအောင်တို့သူဝဒနာပါတဲ့ရေချောင်းတက်ကတူဆက်တက်တယ်စမရဲ့ပျော်ရွှင်ခြင်းတွေဆိုတာတားနေသမီးရဲ့ကြိုးစားမှုတွေပါပဲသူတို့တွေဖွဲ့ရပြီး အလောက်ကန်နေဖြစ်သွားပြီဆိုတော့ငယ်လေအသက်ကမငယ်တော့တဲ့အရွယ်ရောက်နေခဲ့ပြီသမီးမေးတယ်မမေပြောခဲ့လားဆိုတဲ့မိကွန်းအစဖော်ပြန်တွေးမိနေရင်လောကကြီးမှာသမီးမသိသေးတဲ့ရှင်မဆိုင်ရာသေးတဲ့အကြောင်းအရာတွေရှိနေသေးရဲ့အိမ်အောင်ရေးဆိုတာကြိုတင်တွက်ချက်လို့မရပဲတခါတရံမှာစစ်တူရင်ကစားပွဲလို့ကိုလိုချင်တဲ့အရာရဖို့အတွက်ကိုဘက်ကလည်းပြန်ထိုးကြည့်တဲ့ရတဲ့အစားခံနေရုပ်လေးတွေရှိရဲဆိုတာသမီးကိုပြောပြရအောင်မေ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်။နှွဲဆိုတဲ့ဇလံလေးကတော့ဒီမှလည်းပြီးပါပြီ။ဇလံကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe နှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါ